လောက်ကြံမှုတည်င်းကြီးအိုးဝေဗမာခင်နေကျင်းမွန်တည်င်းစာတို့ဤတည်င်းစာတော်လှန်ရေးကြီးတွင်ပါဝင်ရန်အတွက်တင်မောင်းအဖို့ဗမာခင်တည်င်းစာ၌တည်င်းတော်ပေါစနာလေးအဖြစ်မှစတင်ခဲ့သည်ဗမာခင်တွင်တင်မောင်းပထမဆုံးလိုက်ရသောတည်င်းတို့၌အကြီးဆုံးသောတည်င်းကြီးမှာတသက်၌တစ်ကြိမ်သာကြုံတွေ့နိုင်သောလောက်ကြံမှုကြီး1948ခုဇူလိုင်လ19ရက်နေ့အချိန်ကမနက်9:00တိတိရှိနေပြီညကအိမ်ရမဝတဲ့ဖြင့်တင်မောင်းဤကောင်းသည်ဤဝေဝေနှုတ်ချီချီနှင့်ရှိနေသေးလေသည် ဇူလိုင်လဇန်းမှစကပြင်းမှန်းလာခဲ့သည်ဇူလိုင်လဇန်းမှစကသတင်းတူများအတော်ဖြစ်ခဲ့ဤ BOC ကဝါဇိုလားပြည့်နှင့်ရုံမပိတ်ပြီးတရုတ်ပြည်မှပြောင်းလာသောဗမာစစ်ပြေးများပလိတ်တပိတ်လာသာစုံတိုင်းအဖွဲ့ဤလာသာနှုံသည်အမှုရမ်းများဤအပူကြီးပြဒနာတခင်နှုတို့ဤဘီလက်ဆွေးနွေးပွဲ brain gas 200ပျောက်ဆုံးမှုကြီးသတင်းတော်ပေါင်းစနလေးတအူးဖြစ်သောတင်ပေါင်းမှာထိုသတင်းကြီးများသာမကား သတင်းကြီးများ၏နောက်ဆွဲတွင်သတင်းတုံများကလည်းများလာသဖြင့်များစွာပေမန့်လာတော့၏ဇူလိုင်လဆန်းမှစကနေ့စဉ်ရက်ဆက်အလုံများနေကြသည်ထို့ထက်တွင်ညကစာအုပ်ကောင်းတစ်ခုကိုဖတ်မိသောကြောင့်မနက်၂နာရီတွင်မှအိယာတို့ဝင်ခဲ့၏သို့သောတသက်လုံးအိယာမှစောစောထားလေးရှိသောထုံးစံအတိုင်းမနက်9နာရီတွင်အိယာမှနှုတ်သည်ဖြင့်အေးမဝတော်ဝနှင့်ထလာခဲ့ရသည် နေ့စဉ်ပြူမြဲတိုင်းကော်ဖီတစ်ခွက်သာတောက်ပြီးတနာ ਈ တိတိတွင် တိုက်မှပေးထားသော ဟာဂျူလီစပိန်စုပ်ကလေးဖြင့်လမ်းမတော်ညောင်ပင်လေးစိတ်သို့ဆင်းခဲ့၏မြဝကျိုးပေါ်သောအရက်သားမော်တော်ကလေးများမှာမကြာခဏတပြားတိုက်ခံရသောကြောင့်တစ်နှစ်နှစ်ကြိမ်ကြာညောင်ပင်လေးစိတ်သို့ဆင်းကမေ့ရ၏ကံကောင်းနေမြဝကျိုးပေါ်မြို့များမှာနေတဲ့ရင်ဒူးလေးများပါကြတဲ့နေသည်သို့တော်သူနေ့ကမြဝကျိုးပေါ်တစ်ခုလုံးအေးချင်၏တရင်တစ်ခုမှမဖြစ်ခဲ့ညောင်ပင်လေးစိတ်မှတဖန်28လမ်းတိတ်ရှိပလိတ်အသင်းတိုက်သို့ခီးဆက်ခဲ့ရ၏ ဒုစင်ကသတင်းတောက်များသည်သတင်းစာမျိုးစုံရှိသောပလိတ်အသင်းတိုင်း၌စက္ကန့်ကြာလိုက်သတင်းစာများကိုဖတ်ပြီးပလိတ်အသင်းမှတယ်လီဖုန်းကိုအသုံးပြုကာသတင်းလိုက်လေရှိကြ၏မနက်9နာရီရှိသည့်တိုင် တင်မောင်းမှပုံရင်းရင်းနှင့်ရှိသေးရာယနေ့အဖို့ဖိုရန်စေကူးမိသည်ဥဝတ်မောင်ခေါင်းဆောင်သောတံမဏိတပိတ်သည်ကံဘက်ရွာတွင်စက္ကန့်ကြာနေ၏ယနေ့အဖို့ထိုစပိတ်စက္ကန့်သို့သွားအိတ်ကညနေ6နာရီလောက်တွင်မှတပိတ်ခေါင်းဆောင်တို့ပြီးသောတပိတ်သတင်းကိုယူပြီး တိုက်သူပြန်ရန်စိတ်ကူးမိလေသည်ယခု9နာရီရှိပြီဖြစ်ရာကံဘက်တပိတ်စခန်းသို့သွားမိအကြောင်းတိုက်သူဖုံးဆက်ပြီးအိမ်ပြန်ထမင်းစားကစပိတ်ထား၍ကံဘက်သို့သွားမိကံဘက်ရောက်လျင်မိုးကောင်းဖရားရင်မြင်တွင်အိတ်လိုက်မိဟုစိတ်ထဲမှစီစဉ်မိလေသည်ဟေ့ကံဘက်ကိုညက်နေမှသွားပါကွာအခုအတွင်းဝင်ရုံကိုသွားပါဦးတဏီတော်ကအလုံသမားခေါင်းဆောင်တွေဘူချုပ်ကိုဝင်တွေ့မလို့တဲ့တိုက်သူဖုံးဆက်တော့ခါနိုင်ငံရေးသတင်းတော့ နေထိုင်မကောင်းဖြင့်ခွင့်ယူသွားသည်ဆိုကာတရင်တောက်ကျုပ်ကတာဝန်အစ်ပေးလိုက်ပြန်သည်ဖြင့်သူ၏စိတ်ကူးမှာပြတ်သွားရပြန်သည်အတွင်းဝင် ရုံးသို့တင်ပေါင်းရောက်သွားသောအခါ9နာရီမိနစ်20တိတိရှိလေပြီဘိုးကြောင့်ဆိုင်အခန်းဘေးတွင်ကက်လျက်ရှိသောတရင်တောက်များရုံးခန်းတွင်မြည်သူမှမရှိသည်တင်ပေါင်းတယောက်သာဇပွဲကုံပေါ်သို့လန်နဖက်တင်ကငိုက်နေမိ၏။ဟဲ့လူစောလာကြည်လားဗျာ။ဝင်းကြီးဥရဇက်ဤတက်တော်ဆောင်ကိုထွေးကလာ၍နှုတ်ဆက်သည် ူကတစ်ချက်သာပြုံး၍ကြည့်ပြီးငိုင်းမင်းနေသောတင်ပေါင်းကစကားပြန်မမေးနိုင်ပြီးပြန်ထွက်သွား၏။ကိုထွေးထွက်သွားမှအချင်းတော်တော်စောနေသည်ကိုသတိရပြီးဤအခန်းထဲ၌တယောက်တည်းနေရမည်ကိုပြင်းတလိုလိုဖြစ်လာသဖြင့်ချက်ချင်းပင်ပြန်ထွက်ကာပလိတ်ယုံကြည်စီသို့ခရီးဆက်ခဲ့ပြန်သည်။ပလိတ်ယုံကြည်သတင်းတောင်များ၏ရုံးခန်းတွင်ရာဇဝဲမှုသတင်းတောင်များရောက်နေကြကာတွဲကရ6000ပြောနေကြပေမည်။သတင်းတောင်တို့တွင်လူဆိုးလူပွေလူရှုပ်ဓမြတကိုးနှင့်ပလိတ်တို့ဖြင့်အမြဲဆက်ဆံနေရပြီး အလွဲသုံးစားမှုမရက်ခိုးမှုမှစ၍မရိမှုအထိအမှုအမျိုးမျိုးကို အမြဲစုံစမ်းနေကြရသဖြင့်သူတို့နှင့်တွေ့ကာစကားပြောရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလာပေသည်သို့သောသူတို့နှင့်တွေ့ကာအချိန်ဖြုန်းနေတွင်တင်မောင်းမရတော့ဟာဂျူလီစုပ်ကလေးကိုခိုက်ဖြည့်ဖြည့်နှင်းကဝင်သွား၍ယုံကြီးစင်ဝင်အောင်ရောက်လျောက်ချင်းပလိကားများသည်ဝေါ်ကနေဝေါ်ကနေဒစီပီဒစီထွက်သွားကြလေသည်တင်မောင်းအဖို့အံအောခြင်းမပြေပြောက်မီပင်တိုက်မှာ ရာဇဝဲသတင်းတောက်နှင့်အခြားသတင်းတောက်များသည်ရုံးပေါ်မှပြေးဆင်းလိုက်ကြ၏ဟိဟိတခုခုတော့တခုခုပဲဘာမှန်းတော့မသိသေးဘူးလာဟိလိုက်ရအောင်ရာဇဝဲမှုဆိုင်ရာသတင်းတောက်သည်ပြောပြောဆိုဆိုတင်မောင်ဤစပိန်ပေါ်တက်လိုက်သည်ဖြင့်ဘူးမသိဘာမသိဖြင့်စူးလီဖျားလန့်ပတ်သူအမြန်နှင်းပြေးခဲ့၏ဘယ်လိုက်မလဲဗျမိသက်ကိုသွားအောင်မလားအတွင်းဝင်ရုံးမာတဲ့အတွင်းဝင်ရုံးကိုလိုက်ဘာဖြစ်မှန်းတော့မသိသေးဘူးတခုခုတော့အတော်အရေးကြီးနေပြီ ။တင်မောင်တို့သည်နောက်ထပ်စကားမပြောနိုင်ပဲဂုံသေးလန်းအတိုင်းနင်းလာခဲ့ရာစပတ်လန်းသို့ရောက်လေ။ဝင်ကြီးတွေကိုတတ်သွားပြီးတဲ့လူတယောက်မှတယောက်သို့တီးတိုးပြောနေကြသောလူလူကြီးကိုတွေ့ရသည်။အတွင်းဝင်ယုံအပေါက်သို့ရောက်လေရာဇဝဲမှုသတင်းတောက်သည်ခုံချကပြေးဝင်သွား၏။တင်မောင်မှာဤသို့စူးစူးပူပူဖြစ်က စပိန်ပြောက်တက်သည်ဖြင့်စပိန်ကိုတူရီးယားသတင်းစာတိုက်သို့သွားထားရေတူရီးယားမှပင် ဖုံးဆက်ကအကြောင်းကြားရလေသည်တိုက်ကိုခဏခဏဖုံးဆက် သတင်းကိုဆက်လိုက်ပါထိုကဲ့သို့တိုက်ကအမိန်ပေး၏ဒုတိယမှာအတွင်းဝင် ရုံးသို့ပြန်လာသောအခါတွင်ဒူနာပြူကားကြီးတစ်စီးထွက်သွားလေပြီအလဲပေါက်လေကားကြီးမှဝင်ရံမှာလူတွေရှုပ်နေ၏ဘာဖြစ်တာလဲဟုလူတွေကိုမေးတော့လေဘုံကျုပ်တို့အသက်ခံရပြီဟုသာပြောနိုင်ကြပြီမင်းသူမှအဖြစ်အတိအကျမပြီးနိုင်ကြပြီမြောက်ဖက်လေကားမှာတက်ပြီးလူအုပ်ကိုဖျက်ကာအလဲလေကားမှာကြီးရန်တာတို့တင်မောင်းတိုးဝင်မိသောအခါတွင် အလောင်းများကိုတည်ယူနေစေဖြစ်၏ တလောင်းပြီးတလောင်းတဲယူနေရမှာအဝါနုရောင်လုံးကြီးကိုသာမြင်ရသည့်အဝိပြူလွှမ်းထားသောအလောင်းကိုတဲယူနေရာတရေဖက်နဲ့စီးထားသောသူ၏ခြေတော်များသည်တုံ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 နှင့်ဖြစ်နေ၏တဘိုလ်ချုပ်မုံလားမသေးသေးဘူးမသေးသေးဘူးဘိုလ်ချုပ်တဲသွားပြီဗျာတရေတယောက်ကိုတခြားတယောက်ကဖြစ်ဒါဥပချိုပါဗျာဘေးသို့တွဲလောင်းကြနေသောပိုးပွားကိုမြင်ရသဖြင့်တင်မောင်ကဝင်၍အပြေးပေးလိုက်လေသည်ထို့နောက်ချမ်းမောင်းမိနှစ်သားယောင်ကိုဝစ်ဆင်ထားသော မိုင်းပွန်စော်ဖွားကြီးကိုတဲသွားပြန်၏တင်မောင်းဖို့နီးရရှိလူများမှရနိုင်သည်များသတင်းများကိုစုရတော်၏ဘိုလ်ချုပ်၏အခန်းတွင်ဝင်ကြီးများစီးဝေးနေစဉ်စစ်ဝစ်ဆောင်ဝစ်လူစုံ၅ဦးက ဝင်ပြီးဘရင်းကန်းဖြင့်ပြစ်သွားရာ ဝင်ကြီးအလုံးသေဆုံးကြသည်ဟုသတင်းရသည်ဥပကျန်းလွတ်၏လူသက်သမားများသည်ဂျစ်ကားနှင့်ဝင်လာပြီးဂျစ်ကားနှင့်ပင်ထွက်သွားကြသည်ဟုသတင်းရသည်တရေများစုပြီးလျှင်ပလိတ်ဆောင်နေသည့်ဘိုလ်ချုပ်၏အခန်းကိုဝင်ကြည့်ရသည် တွေးများရဲနေသည်ထို့နောက်ကြပြကရာအတွင်းဝင်ရုံးမှတွက်ခဲ့၏သူရိယတို့ရောက်လင်ရာသမြသတင်းကို တိုက်သူဖုံးဆက်၍ပြောရပြန်၏သတင်းဆောင်ကိုအမြန်လိုချင်တယ်ညနေသတင်းစာတစ်ခုအထူးထုတ်ရမယ်လူတွေတိတ်သိကျင်နေတယ်ထိုကဲ့သို့တိုက်မှအမိန်ပေးကသတင်းမြန်မြန်ရရင်အတွက်စပိန်ကိုထားခဲ့ပြီးတက္ကစီတစီးငှား၍သတင်းလိုက်ရန်ပြော၏တင်းပေါင်းကတက္ကစီတစီးမတုံးမဲမိသက်သူနာပြုတ်တဲသောကားနှင့်လိုက်သွားသည်ဈေးရုံသို့ရောက်သွားသောအခါတိုက်မှအယ်ရီတာကျုံးနေတကွာ သတင်းတော်အားလုံးစေယုံတို့မရောက်ကြသည်နောက်မှစေယုံဥပစာတစ်ခုလုံးတွင်သတင်းစာတိုင်းမှအယ်ဒီတာများသတင်းတောင်များဝင်ကြီးများ၏ဆွေမျိုးတင်ကဟာများနှင့်အပြစ်ဆိုးကြီးကိုတိလိုကြသောလူလူကြီးများဖြင့်ပြည်လာတော်၏ဒိုချိန်တွင်တေဆုံးပြီးသူများကိုရင်ခွဲယုံတို့ပို့လိုက်ပြီဖြစ်သည်ဖြင့်ရာဇဝမှုသတင်းတော်သည်ရင်ခွဲယုံဘက်သို့ရောက်နေသည်ဟုသိရပြီးအတွင်းလူနာစေထဲ့ကန်တွင်ရှိလူနာများအတွက်မိသူမအဝင်မခံကြောင်းနှင့်သတင်းတော်ချုပ်ကတင်မောင်အားပြောပြ၏ ဒကမာကြီးကိုပလိမ်များနဲ့စစ်သားများစောင့်နေပြီးမြည်သူအားမှလည်းဝန်ကွယ်မပေးသည်တို့ရတွင်ဆေးရုံတွင်ညစဉ်ည7:00နာရီထိတာဝန်ကြတဲ့ပြင်မျက်နာသိနေသောတင်မောင်ကိုမူသူတို့မတားနိုင်ကြပြီတင်မောင်သည်ထိုဒကမာကြီးမှမဝင်ပဲဆေးရုံတာဝန်ကြစာကျင်တို့၏မလွယ်ပေါင်းမှဆေးရုံအမှုထမ်းတအူးကဲ့သို့ပင်ဝင်သွားခဲ့၏ဈေးပေးကန်းတဲ့သို့တင်မောင်ရောက်သောအခါမိုင်းပွန်စော်ပွားကြီးမှတုံတုံရီနှင့်ရှိနေသည်ကိုတွေ့ရ၏လေဆုံးသွားပြီဖြစ်သောဒီတော့ဥပါချိုအလောင်းကိုလည်းတွေ့ရသည် ကြပြကြရပင်ဈေးကန်းထဲမှထွက်လာပြီးအပြင်တန်တိုင်းဝနိုင်ရှိနေသောကင်မရာတစ်လုံးကိုလွှဲထားသည့်အရီဒါကျုပ်ဦးအောင်ခင်ထံသို့ဓာတ်ပုံရိုက်ဖို့ရာကင်မရာပေးပါဟုတောင်းရာကွာမရိုက်ပါတော့နဲ့ဟု သူကဆို၏ဤသည့်အခါမှာသို့သတင်းတူသတင်းစမ်းမှန်သမျှကိုမရရအောင်အပင်မန်းခံငွေကုန်ခံက သူသတင်းစာတွင်ပေါ်ပြတတ်သောသူတယောက်ကဤသို့ဆိုလိုက်သဖြင့်တင်းမောင်မှအံ့ဩတင်သွားမိသည်နောက်မှဒီပြင်လူတွေ တိတ်ပူဆွေးနေတော့မှာတို့ကသတင်းလောက်ကြည့်ပြီးဟိုမေးတီမီနဲ့ဟိုလုတ်တီလို့လုံနေတာမကောင်းဘူးတင်လို့ကွာထိုကဲ့သို့သူကပြောပြသည်ထို့နောက်တင်မောင်းကဆွေးရုံတွင်မှသတင်းများကိုရသမျှစုံအောင်စုပေးရသည်အပြင်ဘက်မှဦးအောင်ခင်ရဲ့သတင်းတောင်များကတိုက်သို့ပို့ပေးသည်ညနေ3နာရီတွင်မှတင်မောင်းသည်ဆွေးရုံတွင်မှထွက်ရသည်အသည့်ရှိသောကားဖြင့်တိုက်သို့သွားသည်ညနေ3နာရီခွဲတွင်ဗမာခေအထူးတို့ညနေသတင်းစာထွက်နေလေပြီး တရင်စာ၃ဆောင်ယူကအိမ်သို့ပြန်ခဲ့သည်တမျိုးလုံးမှာတိတ်ဆိတ်နေသည်မိုးကလည်းတဲတဲမဲမဲရွာနေသည်တင်မောင်ဤတကူလုံးဆူရွှဲနေသည်သူ၏မျက်နှာမှာပင်ပန်းခြင်း စိတ်ထိခိုက်ခြင်းကြောက်ရွံ့ခြင်းတို့ဖြင့်ဖြူစွတ်နေသည်ကြက်စုပ်ကလေးတပွဲအိမ်ပြန်လာသောတင်မောင်ကိုမြင်ရသောအခါသူ၏ဦးလေးကနင်ဒီတိုင်းနေလို့မဖြစ်ဘူးဆိုကဝီစကီတစ်ခွက်ကို ရေမရောပဲတိုက်သည်အာကောင်တွင်၌ပူကနဲဝင်သွားမှ နေသာထိုင်သာရှိသွားသည် တင်မောင်ဤတသက်၌ပထမဆုံးတောက်သောအရက်တစ်ခွက်ပင်သည်